မင်္ဂလာပါရှင်ကျွန်မဒီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အော်တိုဘာ23ရက်ညက CS Cyclone Storm စတင်ဖြစ်ပေါ်လာပြီးတော့လက်ရှိကြိုတင်ခံမှန်းချက်တင်ရ SC ရဲ့ Cyclone Storm ထိရောက်လာနိုင်မှာမဟုတ်တော့ကြောင်းတွေ့ရတယ်လို့မူလတာသူတေတဲ့ online အသိပေးတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်မူလတာသူတေတဲ့ online ကတော့အော်တိုဘာလ28ရက်နေ့နေ့လယ်တနာရီချိန်မှာအခုလိုထုတ်ပြန်လာခဲ့ပါတယ် မွန်တိုင်းမွန်တာကတော့မြန်မာပြည်ဘက်ကိုဥတီရွေရှားမှာမဟုတ်တဲ့ကြောင်းဖော်ပြခဲ့ပြီးတော့မွန်တိုင်းကြောင်မြန်မာပြည်တွင်နေရအနှံ့အပြားမိုးရွာနိုင်ပေမဲ့မိုးများနိုင်မှာမဟုတ်တဲ့ကြောင်ခိတများမိုးသည်ထန်နိုင်တဲ့နေရာဒေသတချို့တော့ရှိနိုင်ကြောင်းနဲ့တေချာပုံစံပြုမော်ရယ်ရဲ့ကြိုတင်ခံမှန်းချက်အရဖော်ပြခဲ့ပြီးဖြစ်ပါတယ် အော်တဘာ29ရက်နေ့မုံတိုင်းမွန်သားကကုန်းလေးကိုဖျက်ကျော်ဝင်ရောက်ပြီးတဲ့နောက်ကုန်းတွင်အိန္ဒိယနိုင်ငံအတွင်းမှမြောက်ဘက်ကိုကုန်းတွင်လေပြင်းအားနဲ့ရောင်းအဖြစ်နဲ့ဆက်လက်ရွေ့ရှားပြီးတော့အနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့နိုင်ငံနယ်စပ်အနီးအထိရောက်ရှိနိုင်ကြောင်းဘင်္ဂလားဒေ့နိုင်ငံနယ်စပ်အနီးအထိရောက်ရှိနိုင်တဲ့ကြောင်း ECNWF Threat ကြိုတင်ခံမှန်းချက်မှတွေ့ရပါတယ်။နိုဘာ၁ရက်နဲ့၂ရက်နောက်ပိုင်းမုံတိုင်းမွန်သားရဲ့အကျဉ်းချန်နေနဲ့ ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းမှာအသည့်ထက်မှန်ဖြစ်ပေါ်လာနိုင်တဲ့လေဝေလိုင်းတွေရဲ့အဆင့်ကြောင့်ပဲနောက်လာမယ့်9ရက်အတွင်းရခိုင်ပြည်နယ် ARA တိုင်းသတင်းနိုင်တိုင်းမှုပြည်နယ်ချင်းပြည်နယ်ပဲခူးတိုင်းကရင်ပြည်နယ်ရောင်းတိုင်းတွေမှာ9ရက်အတွင်းမွေးကြီးဟာတလက်မထက်ကနေ3လက်မအထက်ထိမိုးသင်းတင်ရွာသွန်းနိုင်ပြီးတော့နေရာကွက်ကြားခေတ္တများမိုးသည်ထန်နိုင်ပါတယ်။မကွေးတိုင်းမန္လေးတိုင်းရှမ်းပြည်နယ်စကိုင်းတိုင်းကချင်ပြည်နယ်ကယားပြည်နယ်နေပြည်တော်ကောင်စီနယ်မြေမှာတော့9ရက်အတွင်းမွေးကြီးဟာတလက်မအောက်သာရွာသွန်းနိုင်ပြီးတော့ မိုးနှဲနေနိုင်ကြောင်းခံမှန်းထားတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဘင်္ဂလားပင်လယ်အော်မှာအမီရအမုန်တိုင်းတလုံးဖြစ်ပေါ်နေပြီမြေနေသားချင်းများနိုင်တဲ့မြန်မာတပြည်လုံးမလို့သားအခြေအနေခံမှန်းချက်ကိုဖော်ပြပေးကြပါတယ်။လေကြောင်းမလို့ဝေသာဝေဖြူဟန်ကတော့29ရက်ဆယ်လား2025ရဲ့နေ့မနက်9:45မိနစ်အချိန်မှာအခုလိုထုတ်ပြန်လာပါဗျ။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရတော့ဒရင်နိုင်တိုင်းဒေသကြီးမှုပြည်နယ်နဲ့ကရင်ပြည်နယ်မှာတိမ်ထူတက်စွာဖြစ်ထွန်းနေပြီးတော့ကြံတပြည်လုံးမှာတိမ်အသင်းတင်းလောက်သာဖြစ်ထွန်းပါတယ်။တိုင်းနယ်ပြည်နယ်၁၄နေရာအတွက်မနက်ဖြန်မနက်၁၀နာရီတိမိုးရွာသွန်းနိုင်တဲ့ခမန်းကျမ်းမှာတော့ကချင်ပြည်နယ်မှာအထက်ပိုင်းမှာမိုးပွဲလေအနည်းငယ်ရွာသွန်းပါမယ်။ကြံနေရာတွေမှာတော့တိမ်အသင်းတင်းဖြစ်ထွန်းကနေသာပါပဲ။ချင်းပြည်နယ်မှာတော့နေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းပါမယ်။ မန္တလေးတိုင်းမှာတော့တိမ်သည်တဲ့ဖြစ်ထွန်းပြီးတော့နေသာပါမယ်။နေပြီးတော့တိုင်းဒေသကြီးမှာတော့တိမ်သည်တဲ့ဖြစ်ထွန်းပြီးတော့နေသာပါမယ်။မဝေးတိုင်းဒေသကြီးအတွက်တိမ်သည်တဲ့ဖြစ်ထွန်းပြီးတော့နေသာပါမယ်။ရှမ်းပြည်နယ်မှာတော့တိမ်သည်တဲ့ဖြစ်ထွန်းပြီးတော့နေသာပါမယ်။ရခိုင်ပြည်နယ်မှာတော့တိမ်သည်တဲ့ဖြစ်ထွန်းကနေရာကွက်ကြားမိုးဖွဲလေးအနေငယ်ရွာသွန်းပါမယ်။ ERI တိုင်းဒေသကြီးမှာတိမ်သည်တဲ့ဖြစ်ထွန်းပြီးတော့နေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းပါမယ်။ရောင်တိုင်းဒေသကြီးအတွက်ကတော့တိမ်သည်တဲ့ဖြစ်ထွန်းကနေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းပါမယ်။ ဝိုးရိုင်းဒေသကြီးအတွက်ခံမှန်းချက်ကတော့တိမ်သစ်တဲ့ဖြစ်ထွန်းကနေရာကွက်ကြမှုနဲ့ငယ်ရွာသွားပါတယ်။ကယားပြည်နယ်မှာတော့တိမ်သစ်တဲ့လောက်သာဖြစ်ထွန်းပါတယ်။မွန်ပြည်နယ်အတွက်ခံမှန်းချက်ကတော့မွန်ပြည်နယ်အောက်ပိုင်းမှာတော့နေရာကျဲကျဲမိုးနှင်းငယ်ကြံနေရာတွေမှာတော့နေရာကွက်ကြမိုးနှင်းငယ်ရွာသွားပါမယ်။ကရင်ပြည်နယ်မှာတော့အောက်ပိုင်းမှာနေရာကျဲကျဲမိုးနှင်းငယ်ကြံနေရာတွေမှာတော့နေရာကွက်ကြမိုးနှင်းငယ်ရွာသွားပါမယ်။သတင်းနိုင်အတိုင်းမှာတော့အောက်ပိုင်းမှာနေရာကျဲကျဲကြံနေရာတွေမှာတော့နေရာကွက်ကြမိုးနှင်းငယ်ရွာသွားပါမယ်။ မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေကတော့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းကမုန်တိုင်းငယ် depression ကြိုတင်ခံမှန်းတွက်ချက်ခဲ့တဲ့အတိုင်းပဲမွန်သာအမီရတဲ့မုန်တိုင်းအဖြစ်ကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။နောက်48နှစ်ရည်တဲ့အိန္ဒိယနိုင်ငံဘက်ကိုဖြတ်ကျော်ဝင်ရောက်သွားနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်မှာတော့ ARD တိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တရင်းနိုင်တိုင်းဒေသကြီးမှာနေရာကျဲကျဲမိုးနှင်းငယ်ရွာသွန်းပါမယ်ရှင်။ဆက်လက်ပြီးတော့လဲ సై ကလုန်းမုန်တိုင်းမွန်သာအမီ သတင်းမှတ်စဉ်၃၉ခုမြင်ဆောင်2025ကိုထုတ်ပြန်ပေးကြပါရစေ။၂025ခုနှစ်အောက်တိုဘာ28ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မိုးတက်12နာရီချိန်ထုတ်ပြန်ကြမှာတော့ဆိုင်ကလုံးမုန်တိုင်းမှတာကတော့ဒီနေ့မြန်မာစံတော်ချိန်မနက်7နာရီခွဲချိန်တိုက်ထွာချက်တွေရာဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုံးမုန်တိုင်းမှတာဟာမြောက်အနောက်ပြဖက်ကိုရွေ့ရှားခဲ့ပြီးတော့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းကိုရောက်ရှိခဲ့ပါတယ်။ အဆိုပါဆိုင်ကလုံးမုန်တိုင်းမှတာကတော့မြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်935မိုင်ကအိန္ဒိယနိုင်ငံချင်းနိုင်မြို့ရဲ့အရှိအရှိတောင်ဘက်ရေမိုင်260မိုင်ကကာကီဒါရာရဲ့အရှိတောင်ဘက်ရေမိုင်305မိုင်ကပင်လယ်ပြင်ကိုဗဟိုပြုနေပါဗျ။ဆိုင်ကလုံးမုန်တိုင်းမှတာရဲ့လက်ရှိအခြေအနေကတော့မြန်မာနိုင်ငံဘက်ကဥတီရွေးရှားမဲ့အခြေအနေမရှိတဲ့အတွက်အခွင့်အရေးအဆင့်လို့လည်းသတ်မှတ်ထားပါဗျ။ ဆိုင်ကလုံးမုန်တိုင်းမုန်တာရဲ့ဒီနေရာဗဟိုချက်လေပြီးအားနဲ့လေတိုင်းနှုံးကတော့အဆိုပါဆိုင်ကလုံးမုန်တိုင်းမုန်တာဟာမြမဆန်တော်ချိန်မနက်7:00နာရီခွဲချိန်မှာမြောက်လက်တီကျူ7.5ဒီဂရီနဲ့အရှေ့လောင်ကြီးကျူ84.8ဒီဂရီမှာတည်ရှိပြီးတော့ဗဟိုချက်လေပြီးအားကတော့996ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းနှုံးကတော့တနအီကို45မိုင်ကနေမိုင်50နှုံးကဖြစ်ပါတယ်။နောက်48နာရီတွင်ခမန်းကျက်မှာတော့အဆိုပါဆိုင်ကလုံးမုန်တိုင်းမုန်တာဟာ အနောက်အနောက်မြောက်ဘက်ကိုရွေးရှားနိုင်ပြီးတော့28ရက်ဆယ်လ2025မှာအကောက်တော်ဆိုင်ကလုန်းမုန်တိုင်းဆော့ဆိုင်ကလုန်းနစ်တောင်ဖြစ်ကိုရောက်ရှိနိုင်ကဒီနေ့ညပိုင်းမှာအန်တာပရတိတ်ကမ်းခြေကိုဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ် အစိုးရဆိုင်ကရုံးမွန်တိုင်းမွန်တိုင်းရဲ့အရှင်ကြောင့်ဒီနေ့မနက်ကနေ28ရက်စည်လာ2025အတွင်းမှာတော့ရောင်တိုင်းဒေသကြီး၊ဘူတိုင်းဒေသကြီး၊အီရိုင်တိုင်းဒေသကြီး၊လေးနိုင်တိုင်းဒေသကြီး၊ချင်းပြည်နယ်၊မြို့ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာနေရာကျကျကနေနေရာစိစိနဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကွက်ကြားကနေနေရာကျကျမှုထစ်ချုံရွာသွားပါမယ်။ မြဝကျုံဘော်ရခိုင်ကမ်ရက်တချောင်းနဲ့ကမ်းလွန်ပင်လေပြင်းမှာတော့တခါတရံမိုးတက်လေပြင်းနေကြရောက်ပြီးလှမ်းကြည့်ပါမယ်မိုးတက်လေပြင်းကြရောက်စင်မှာတော့ရေပြင်းမြေပြင်းလေပြင်းဟာတနအီကိုမိုင်30ကနေ35မိုင်အထိတိုက်ခတ်ပါမယ်လှမ်းမြဟာမြဝကျုံဘော်ရခိုင်ကမ်ရက်တချောင်းနဲ့ကမ်းလွန်ပင်လေပြင်းမှာတော့ ကိုးပေကလည်းစက်တပေးကရှိပါမယ်။ဒါကြောင့်ဆိုင်ကလုံးမုန်တိုင်းမုန်ထားရဲ့အစဉ်ကြောင့်ပဲမိုးသည်ထန့်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာရုတ်တရက်ရေကြီးတာနဲ့မြေပြိုတာစတဲ့ဘဝဘေးရနေတွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြင့်ဒေသအနေနဲ့နေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်နဲ့မြေငယ်ချောင်းငယ်အနေနဲ့နေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်ရင်းရေးကြောင်ပြန်တိုက်ရင် မြမကရရတခြားနယ်ကမ်းလောပင်လယ်ပြင်မှာရှိတဲ့ကမ်းနေကမ်းဝင်ငါးဖန်ရင်နဲ့တင်မောတဲ့အနေနဲ့လဲကြိုတင်သတိပြုနိုင်ဖို့အသိပေးနှိုးဆော်လာတာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းမြင်းလေသတင်းကိုဖော်ပြပေးကြပါမယ်။၂၀25ခုနှစ်အောက်တိုဘာ28ရက်နေ့ဒီနေ့မြမစံတော်ချိန်9:55မိနစ်52စက္ကန့်အချိန်မှာတော့ ညောင်ဦးမြင့်ကလေးစကန်ကနေမြောက်အနှောင်းမြောက်ဘက်56မိုင်ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်ကံကောမြို့ရဲ့အရှိတောင်ဘက်28မိုင်ခန့်ကွာမြောက်လက်တီကျူ27ဒသမ89ဒီဂရီအရှိလောင်ကြီးကျူ94ဒသမ46ဒီဂရီအနက်38ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရစ်တာစကီ၃ဒသမ၄အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းနဲ့တက်ကိုလှုပ်ရှားသွားတယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါရဲ့ရှင် ဆက်လက်ပြီးတော့အော်တိုဘာ29ရက်အတွက်မူလသားခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။ပင်လားပင်လောအခြေအနေကတော့ပင်လားပင်လောမြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းပြီးတော့ကပ်ပလီပင်လယ်ပြင်နဲ့ကြံပင်လားပင်လောမှာတိမ်အသင့်တွေကနေတည်ယူတတ်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တင်းနိုင်ကန်ရရခိုင်ကန်ရမြဝကျောပေါ်ဒေသတွေနဲ့မော်ဒမကွိဘက်မှာရှိဘက်ကလေဟာတနအီကိုဆက်မိုင်းကနေ -20 ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသင့်တယ်ရှိပါတယ်။မိုးရင်တွေကတော့စကိုင်းတိုင်းထပ်ပိုင်းရောင်တိုင်းအီယာတိုင်းပကူတိုင်းတင်းနိုင်တိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ခရီးနေပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာအကျဲ့ကျဲ့ မိုးရွာသွန်းပြီးတော့စကိုင်းတိုင်းအောင်ပိုင်းမန္လေးတိုင်းမကွေးတိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ဆက်လက်ပြီးတော့လည်းအော်တိုဝါ28ရက်တော့မလို့သားခမ်းမန်းချက်ကိုဖော်ပြပေးကြပါမယ်။ပင်လားပင်လျော်ချင်းကြီးကတော့ပင်လားပင်လျော်မြောက်ပိုင်းမှာတိန်နေငယ်ဖြစ်တော်ပြီးတော့တောက်လီပင်လေပင်နဲ့ကြံပင်လားပင်လျော်မှာတိန်အသေးတဲ့ကနေတင်လို့ရပါတယ်။ပင်လယ်ရဲ့ချင်းကြီးကတော့တွင်ထိုင်ကံရခိုင်ကံရမြို့ဝကျောင်းပေါ်ဒေသတွေနဲ့မုဒမကွေ့မှာတော့ရှိဘက်ကနေလေဟာတနိုင်ကိုစင်မိုင်ကနေ -20 ခန်းတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသေးတဲ့ရှိပါတယ်။ မိုးချိန်တွေကတော့ရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းတရင်းနိုင်တိုင်းရှမ်းပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကျကျမိုးရွာတော့ပြီးတော့စကိုင်းတိုင်းမကွေးတိုင်းချင်းပြည်နယ်နဲ့ဝခိုင်ပြည်နယ်မှာနေရာကွက်ကြမိုးရွာတော့ပါမယ်